ထရမ့်စတင်ခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ကနေဒါနိုင်ငံကလျှက်စစ်တင်မှုမှုကိုရပ်ဆိုင်းမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ကနေဒါနိုင်ငံဟာနှစ်ပေါင်းများစွာကြာအောင် US ရဲ့အဓိကစွမ်းအင်တင်ပို့သူနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ပြီးတော့အကြီးဆုံးကုန်သွယ်သူနိုင်ငံနဲ့မြောက်အမေရိကရဲ့ထောက်ခံအားပေးသူနိုင်ငံတစ်နိုင်ငံလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒီယာရီကမြန်မြန်ဆန်ဆန်ပဲပြောင်းလဲသွားပါပြီ။ထရမ့်ရဲ့အကောက်ခွန်မြင့်တင်လိုက်မှုဟာအမေရိကန်နဲ့ကနေဒါနိုင်ငံတို့ရဲ့ဆက်ဆံရေးကိုပြောင်းပြန်လှန်ပစ်လိုက်ပါပြီ။ ထရမ့်ရဲ့အကောက်ခွန်တိုးမြင့်မှုကိုကနေဒါနိုင်ငံကတိတ်တဆိတ်ပဲထိုင်ကြည့်မနေပါဘူး။မမျှော်လင့်ထားတဲ့တုံ့ပြန်မှုတစ်ခုနဲ့ပြန်တုံ့ပြန်လိုက်ပါတယ်။လူအရင်ကျွန်တော်တို့ပေးနေတဲ့လျှက်စစ်တအားတွေကိုပိတ်ချလိုက်ပြီးတော့မှောင်သွားအောင်လုပ်ရပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။မြောက်အမေရိကဘယ်နိုင်ငံကမှဒီလိုရုတ်တရက်စွမ်းရည်ပြတ်တောက်မှုတန်ကိုခံနိုင်ရင်မရှိပါဘူး။နောက်ခံအကြောင်းရင်းများထရမ့်ရဲ့အကောက်ခွန်တိုးမြင့်ခြင်းကနေဒါနိုင်ငံ အွန်တာရီယိုခရိုင်အုပ်ချုပ်ရေးဌာနကဒီကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။သူတို့ကအမေရိကန်နိုင်ငံကိုပို့နေတဲ့လျှက်စစ်တအားတွေနဲ့ဒတ်သက်တူတွေကိုဖျက်တောက်မယ်လို့ပြောဆိုနေပါတယ်။သတင်းဌာနတွေကတော့လွန်ခဲ့တဲ့တလကထရန့်ဟာအကောက်ခွန်25ရာခိုင်နှုန်းတိုးမြင့်မဲ့ကိစ္စကိုရပ်တန့်ထားပါတယ်။ဒီအကောက်ခွန်မြင့်တင်မှုဟာအမေရိကန်နိုင်ငံနဲ့နိုင်ငံသားတွေကိုပဲထိခိုက်စေပါတယ်။အမေရိကန်ကုမ္ပဏီတွေကအဓိက ထိခိုက်မှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။ထရန့်ရဲ့လှုပ်ရှားမှုနဲ့ကနေဒါရဲ့တုံ့ပြန်မှုတွေကြောင့် မဟာမိတ်နိုင်ငံနှစ်ခုဟာတကယ်ပဲကုံသွေးစစ်ပွဲတစ်ခုကိုဆင်နွှဲရနိုင်ခြင်းရှိနေပါသလားရှိနေပါတယ်ဒီမဟာမိတ်နိုင်ငံနှစ်ခုဟာကုံသွေးစစ်ပွဲကိုဆင်နွှဲရတော့မှာဖြစ်ပါတယ်ကနေဒါနိုင်ငံဟာအမေရိကန်နိုင်ငံကိုတင်ပို့နေတဲ့လျှက်စစ်တပ်တွေကိုဖျက်တောက်ဖို့စီစဉ်နေပါတယ်ဒီကြီးမားတဲ့နိုင်ငံနှစ်ခုဟာတစ်ခုကိုတစ်ခုချိန်ချောင်းနေကြပါတယ်တကယ်လို့ကနေဒါနိုင်ငံသားအမှန်တကယ်လျှက်စစ်တပ်အားဖျက်တောက်လိုက်မယ်ဆိုရင်အမေရိကန်နိုင်ငံကပြည်နယ်တွေဟာအမှောင်ထဲမှာနေထိုင်ရတော့မှာဖြစ်ပါတယ် ကနေဒါနိုင်ငံကနေနောက်ဆုံးထုတ်ပြန်လိုက်တဲ့သတင်းတွေကကုန်သွယ်ရေးစစ်ပွဲကိုပြောင်းလဲသွားစေနိုင်တဲ့သတင်းတွေဖြစ်ကြပါတယ်။ကနေဒါနိုင်ငံရဲ့လျှက်စစ်တင်မှုမှုဘာလို့အရေးကြီးတာလဲ။ဂျမန်နေကအထိပခုံးဖက်ပေါင်းသိနေခဲ့ကြတဲ့နိုင်ငံတစ်ခုဟာအခုတော့မျက်နှာချင်းဆိုင်ရင်ဆိုင်ရဖို့ဖြစ်လာပါပြီ။တနိုင်ငံနဲ့တနိုင်ငံဟာလည်းရင်ဆိုင်ရဖို့ကိုမတွန့်ဆုံနေတော့ပါဘူး။ထရန့်ရဲ့ကနေဒါနဲ့မက္ကဆီကိုနိုင်ငံပေါ်အကောက်ခွန်25ရာခိုင်နှုန်းမြင့်တင်လိုက်မှုဟာ ကနာတီးတီးမှာမျှကြေဖြစ်နေကြတာတွေကိုမကြီးမမျှဖြစ်လာစေခဲ့ပါတယ်။ဒီအတွက်ကနေဒါနိုင်ငံသတင်းစာတွေနဲ့မကအမေရိကန်နိုင်ငံသတင်းစာတွေကပါကနေဒါနိုင်ငံဟာအမေရိကန်နိုင်ငံကိုလျှက်စစ်တင်မှုမှုတွေရပ်ဆိုင်းတော့မှလားဆိုတဲ့မေးခွန်းတွေကိုမေးလာကြပါတယ်။တချို့လူတွေကတော့ဒါဟာချင်းချောက်မှုတစ်ခုသာဖြစ်တယ်လို့ပြောကြပြန်ပါတယ်။၂015ခုနှစ်မတ်လ၂ရက်နေ့အွန်တာရီယိုမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာမြို့တော်အာနာပိုင်တွေကအောက်ပါစကားတွေကိုပြောခဲ့ပါတယ်။တကယ်လို့ ထရန့်ကသာ မညီမျှတဲ့အောက်ခွန်စစ်ပွဲကိုစတင်မယ်ဆိုရင်ကျုပ်တို့အနေနဲ့ကနေဒါကနေအမေရိကကိုတင်ပို့နေတဲ့လျှက်စစ်တပ်အားကိုဖြတ်တောက်ဖို့အစီအစဉ်ရှိနေပါတယ်။လိုအပ်ရင်တော့ဒီအစီအစဉ်ကိုအကောင့်ထဲဖော်ရမှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။သူကကျုပ်တို့ကတော့ကစားပွဲကိုစီမင်းစည်းကမ်းတွေနဲ့ကစားကြပါတယ်။ဒီအတွက်ကျုပ်တို့ရဲ့စိတ်ရှည်တီးခတ်မှုကိုဘသူကမှစမ်းသပ်လို့မရဘူးလို့ပြောကြပါတယ်လို့လည်းပြောခဲ့ပါသေးတယ်။ Natural Resource Canada အဖွဲ့ရဲ့စည်းရင်းတွေအရ ကနေဒါကနေအမေရိကန်နိုင်ငံကိုတင်ပို့နေတဲ့လျှက်စစ်တပ်အားတန်ဖိုးဟာနည်းနည်းတော့တော့မဟုတ်နေပါဘူး။2024ခုနှစ်မှာကနေဒါနိုင်ငံဟာလျှက်စစ်တပ်အားပမာဏ65တကွတ်အဝါစ်လောက်တင်ပို့ခဲ့ပြီးတော့အဲ့ဒီထဲက90ရာခိုင်နှုန်းဟာအမေရိကန်နိုင်ငံကိုတင်ပို့ရောင်းချခဲ့တာဖြစ်ပါတယ်။တ냐နေထဲမှာပဲကနေဒါနိုင်ငံဝင်ကြီးချုပ်ရုံးကနေသတင်းတစ်ခုကြေညာခဲ့ပြန်ပါတယ်။ကနေဒါဝင်ကြီးချုပ် Justin Trudeau က Trump ရဲ့စီမံခန့်ခွဲမှုအကောက်ခွန်မညီမျှမှုတွေကိုအပြစ်တင်ခဲ့ပါတယ်။ ပြီးတော့အမေရိကန်နိုင်ငံအနေနဲ့ကနေဒါနိုင်ငံကိုအထင်မသေးသင့်ဘူးလို့လည်းပြောခဲ့ပါတယ်။အထူးသဖြင့်အမေရိကန်နိုင်ငံမြောက်ပိုင်းဒေသတွေနဲ့နယူးယောက်လိုပြည်နယ်ဒေသတွေ၊ Vermont လိုဒေသတွေဟာကနေဒါရဲ့လျှက်စင်မှုကိုအထူးမီကိုအားထားနေရပါတယ်။၂023ခုနှစ်စည်ရင်းစရာတွေအရဆိုရင်ကနေဒါနိုင်ငံကနေလျှက်စင်မီတင်ပို့မှုဟာတန်ဖိုး1.3ဘီလီယံလောက်ရှိခဲ့တယ်ဆိုဆိုပါတယ်။ကနေဒါနိုင်ငံရဲ့တန်ဖိုးနဲ့ရေအားလျှက်စင်ဟာအမေရိကန်အိမ်တွေအတွက်အဓိကအားထားစရာဖြစ်ခဲ့ပါတယ်။ တကယ်လို့ကနေဒါနိုင်ငံကသာလျှက်စစ်တပ်အားတင်မှုမှုကိုရပ်ဆိုင်းလိုက်မယ်ဆိုရင်အမေရိကန်နိုင်ငံမှာလျှက်စစ်မီတာကတွေဈေးတက်ကုန်မှာဖြစ်ပြီးတော့လျှက်စစ်တပ်အားပြတ်တောက်မှုတွေမလုံလောက်မှုတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ထရန့်ရဲ့ဘက်မှာတော့မတူညီတဲ့ကိစ္စလေးတွေ ရှိနေပြန်ပါတယ်။2025ခုနှစ်မတ်လ3ရက်နေ့မှာတော့အင်ဘူရိုရဲ့ပြောရေးဆိုခွင့်ရှိသူကသတင်းစာတွေကိုကနေဒါနိုင်ငံဟာကျုပ်တို့နဲ့အနီးဆုံးမဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့မျှတတဲ့ကုံသွယ်မှုဖြစ်ဖို့အတွက် ကုံသွေးရေးခွန်တွေကိုမြင့်တင်လိုက်ရတာဖြစ်ပါတယ်။ကျုပ်တို့ဟာဖြစ်လာနိုင်ခြေရှိတဲ့ချင်းချောက်မှုမှန်သမျှကိုတွက်ချက်ထားပြီးသားပါ။အခုလည်းဆက်လက်စောင့်ကြည့်နေပါတယ်လို့ပြောခဲ့ပါတယ်။အမေရိကန်နိုင်ငံကတော့နောက်ဆုံးမဲ့ပုံစံမရှိပါဘူး။၂025ခုနှစ်မတ်လ၄ရက်နေ့ကွန်ကရစ်လွှတ်တော်မှာတော့ထရန့်ကကုံသွေးရေးစစ်ပွဲကိုဆက်လက်ဆင်နွှဲမယ်လို့ပြောနေခဲ့ပါတယ်။သတင်းစာတွေကတော့ကနေဒါနိုင်ငံနဲ့ကုံသွေးရေးစစ်ပွဲဖြစ်ပွားခဲ့ရင်လျှက်စစ်ဆွမ်းအားပြတ်တောက်မှုတွေဖြစ်ပေါ်လာပြီးတော့အနောက်လေပိုင်းပြည်နယ်တွေဒုက္ခရောက်နိုင်တဲ့အတွက် Trump အနေနဲ့ကုံတွယ်ရေးအောက်ခွန်စစ်ပွဲကိုရပ်တန့်သင့်တယ်လို့ပြောနေကြပါပြီ။ဒါပေမဲ့ Trump ကတော့ဒီသတင်းစကားတွေကိုလှစ်လျူရှုထားပြီးအောက်ခွန်တိုးမြင့်လိုက်တာဟာအမေရိကန်နိုင်ငံကိုကာဝယ်ပေးနိုင်တဲ့လက်နက်တစ်ခုဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။ပြီးတော့ April 2ရက်နေ့ကနေစပြီးတော့အပြန်အလှန်ကုံတွယ်ကွန်တိုးမြင့်တာတွေဖြစ်လာနိုင်ဦးမယ်လို့လည်း Trump ကဆိုပါတယ်။အမေရိကန်ဟာနိုင်ငံတကာကသွင်းကုန်တွေအားလုံးအတွက်လည်းအခွန်တိုးကောက်အောင်မှာပါ။ဒါပေမဲ့ကနေဒါနိုင်ငံကရော Trump ရဲ့ဒီလိုလုပ်ရက်တွေကိုခွင့်ပြုပေးနေမှာလား။ ကနေဒါနိုင်ငံ Ontario မြို့တော်ဝင် Downford ကတော့စွန့်ရင်ပြတ်တောက်မှုဟာချက်ချင်းဖြစ်ပေါ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ Downford ရဲ့သတင်းစကားကျုပ်တို့လျှက်စစ်တအားပိနေတာတွေကိုမကြခင်ဖြတ်တောက်တော့မယ်။လျှက်စစ်တအားစနစ်အကြောင်းကြွေးနေသူတွေရဲ့အဆိုအရကနေဒါနဲ့ American နိုင်ငံတို့ရဲ့တအားမျှဝေနေမှုဟာကြီးမားတယ်လို့ဆိုပါတယ်။နေပေါင်းများသောပူပေါင်းမှုအပြီးမှာတော့အခြေခံအဆောက်အဦတွေလည်းများစွာရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက်တအားဖြတ်တော့မယ်ဆိုရင်ပလက်ကောင်းကိုဆွဲဖြုတ်လိုက်တာလိုမျိုးရိုးရှင်းမနေပါဘူး။ဒါပေမဲ့ဓာတ်အားထုတ်ဆယ်ရီရဲ့ထုတ်လုပ်နိုင်စွမ်းကိုယာယီဖြစ်စေတည်ငါဖြစ်စေပိတ်ဆို့ထားလိုက်တာမျိုးတော့လုပ်နိုင်ပါတယ်။၂023ခုနှစ်စည်ရင်းစရာတွေကကနေဒါနိုင်ငံကနေအမေရိကန်ကိုလျှက်စစ်တအားရောင်းချမှုကနေဒေါ်လာ1.3ကနေ1.5ဘီလီယံလောက်ထိတန်ဖိုးရှိတယ်လို့ဆိုပါတယ်။ဒီပမာဏဟာအွန်တာရီယိုလို့ကွတ်ဘက်လို့ခိုင်နေအတွက်ကြီးမားတဲ့ဝင်ငွေဖြစ်နေပါတယ်။ ဒါပေမဲ့တကယ်လို့ကနေဒါနိုင်ငံကကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်ကိုအသာရကျင်တာနဲ့ပဲဝင်ငွေကောင်းနေတဲ့လျှက်စစ်တပ်အားတင်ပို့ရောင်းချမှုကိုပိတ်လိုက်မယ်ဆိုရင်ရောဒီလိုဆိုရင်ကနေဒါနိုင်ငံအတွက်ပြဿနာတော်တော်ကြီးမားပါလိမ့်မယ်။ဒါကနိုင်ငံရေးတန်တမာရေးဆိုတာထက်ပိုပါတယ်။ဒါပေမဲ့တမိုင်းတလျှောက်တန်တမာရေးရမှာစွန့်ရင်ထောက်ပံ့မှုကကြီးမားတဲ့လက်နက်တစ်ခုဖြစ်နေစေပါပဲ။ Ontario KI အုပ်ချုပ်ရေးမှူး Doug Ford ကကျောက်ကတော့ပြုံပြုံကြီးလှုပ်သွားမှာပဲဗျာလို့ပြောခဲ့ပါတယ်။ ူကဒီကိစ္စကိုတေချာပေါက်အတွင်းကြကြနားလည်ထားပါတယ်။သူ့အမြင်အရထရန့်ရဲ့ကနေဒါနိုင်ငံကို25ရာခိုင်နှုန်းအခွန်တိုးမြင့်စီးကြက်မဲ့ကိစ္စဟာလုံးဝမမျှတဘူးလို့သူကမြင်ပါတယ်။တကယ်လို့ခမားတို့ကသာကျုပ်တို့လေယာထွက်ပစ္စည်းတွေကိုအခွန်တိုးကောက်မယ်ဆိုရင်ကျုပ်တို့ကလည်းခမားတို့မရှိမဖြစ်လိုအပ်နေတဲ့အပြည့်စစ်တအားကိုဖျက်တော့ရလိမ့်မယ်လို့လည်းသူကပြောပါသေးတယ်။ဒါအပြင်ဒါနေမကြသေးပါဘူး။ ပုံကျန်းပစ္စည်းတွေဖြစ်တဲ့နီကယ်ရီတန်မဏိတွေကိုလည်းတင်ပို့ခွင့်ပိတ်ပိုက်ပိတ်လိုက်လို့ရပါတယ်လို့သူကဆိုခဲ့ပါတယ်အမှန်လေအွန်တာရီယိုစက်ရုံတွေမှာထုတ်လုပ်နေတဲ့ကုန်ကျန်းပစ္စည်းတွေအများအများကိုအမေရိကန်နိုင်ငံကိုတင်ပို့နေကြတာဖြစ်ပါတယ်။တကယ်လို့သာကုန်သွယ်ရေးစစ်ပွဲကြီးကြီးမားလာခဲ့ရင်နှစ်ဖက်လုံးထိခိုက်နိုင်ခြေရှိမိပါတယ်။ဒါကတော့ Trump ရဲ့ကုန်သွယ်ကွန်25ရာခိုင်နှုန်းတိုးမြင့်ကောက်ခံမှုကြောင့်ဖြစ်လာရောမယ့်ကိစ္စတွေဖြစ်ပါတယ်။ကနေဒါနိုင်ငံကနေတင်ပို့နေတဲ့တန်မဏိအလူမီနီယံနဲ့လေယာထွက်ကုန်တွေဟာ အမေရိကန်နိုင်ငံရဲ့အခွန်ရရှိငွေ25ကနေ30ရာခိုင်နှုန်းလောက်အထိတောင်ရှိနေပါတယ်။တကယ်လို့အခွန်သာတိုးမြင့်ကောက်ခံနိုင်မယ်ဆိုရင်နှစ်နိုင်ငံစလုံးစီးပွားရေးထိုးကျသွားနိုင်ပါတယ်။နှစ်ဖက်စလုံးတွင်ဖြစ်လာနိုင်ခြေရှိနေသည်များကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ကျောက်တို့ရဲ့မဟာမိတ်ဖြစ်တဲ့ American ဟာအကောက်ခွန်တိုးမြင့်မှုကိုရပ်တန့်လိုက်တင်ပါတယ်။မဟုတ်ရင်နှစ်နိုင်ငံစလုံးထိခိုက်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူက ကျုပ်တို့ဘာသာကျုပ်တို့ကာဝယ်ရမယ်ဗျာလို့လဲဆိုခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေစပြီးတော့အော်တာဝါဟာဖြည့်ရှင်းရမယ့်နီလန်တွေကိုစဉ်းစားနေခဲ့ပါတယ်။ဒီလိုနဲ့လျှက်စစ်တပ်အားဖြတ်တောက်မယ်ဆိုတဲ့အကြံကိုရလာခဲ့တာဖြစ်ပါတယ်။တကယ်လို့ကနေဒါကသာလျှက်စစ်တပ်အားဖြတ်တောက်လိုက်ရင်အမေရိကန်တနိုင်ငံလုံးနီးပါးလျှက်စစ်တပ်အားပြတ်တောက်ကုန်မှာဖြစ်ပါတယ်။အနောက်လေပိုင်းနဲ့ Great Lakes ဒေသကရေနံချက်ဆက်ယုံတွေဟာကနေဒါကရေနံစီတွေကိုဓာတ်စီ၊လေယာဉ်စီနဲ့ဒီဇယ်စီတွေဖြစ်ချက်လုပ်ကြပါတယ်။ 2023ခုနှစ်မှာအမေရိကန်ဟာတရက်ကို လောင်လာစီစီပိုင်း1.4တန်းလောက်ကကနေဒါကသင်းမောတွေနဲ့တင်ပို့နေပါတယ်။မိန်းပြည်နယ်လိုတခြားစွမ်းအင်ရရှိမှုတိတ်မရှိတဲ့ပြည်နယ်တွေဟာပလက်စစ်ဓာတ်အားသာပြတ်တောက်သွားခဲ့မယ်ဆိုရင်ပြည်နယ်တစ်ခုကိုဒေါ်လာတန်း100လောက်အထိအထိနာသွားမှာဖြစ်ပါတယ်။ဗာမွန်ပြည်နယ်ဟာဆိုရင်ပြည်နယ်ရဲ့လျှက်စစ်ဓာတ်အားလိုအပ်ချက်25ရာခိုင်နှုန်းကိုကနေဒါနိုင်ငံ Hydro Quebec Company ကနေရဖို့သဘောတူထားတာရှိပါတယ်။ တစ်ချိန်တည်းမှာပဲနယူးယောက်ဟာလည်း2030ပြည့်နှစ်အထိစွမ်းအင်လိုအပ်ချက်တွေကိုကနေဒါနိုင်ငံကနေရယူဖို့သဘောတူထားပါတယ်။ဒီသဘောတူညီချက်တွေအားလုံးကအခုဆိုရင်အချိန်မရွေးရပ်တန့်သွားနိုင်ခြင်းရှိနေပါတယ်။အမေရိကန်နဲ့ကနေဒါကြားပြည့်စစ်တအားရောင်းဝယ်မှုဟာအသက်ဆန်းတော့မဟုတ်ပါဘူး။နောက်ဆုံးရစင်းရင်းတွေအရ2024ခုနှစ်မှာ60ရာနေ65တီပြည့်စစ်ပမာဏကနေဒါနိုင်ငံကနေအမေရိကန်နိုင်ငံကိုတင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ရလာတဲ့ကျိုးမြတ်တွေကိုကနေဒါနိုင်ငံကရေအားလျှက်စစ်ကဏ္ဍအတွက်ပြန်လည်အသုံးဆွဲပါတယ်။ကွာဘက်ရဲ့ New England ဒေသမှာဆိုရင်ကြီးမားတဲ့ရေအားလျှက်စစ်စက်ရုံတွေရှိပါတယ်။အခုတော့နိုင်ငံရေးပြဿနာတွေကြောင့်အခြေတည်ခဲ့တဲ့စနစ်ကအဆငါနေပြန်ဆရတော့မှာလား။လျှက်စစ်တအားကိုအပြည့်အဝမဖြတ်ဘဲနဲ့ပေးလိုက်မပေးလိုက်လို့တာ၊ယာယီရက်နှက်လိုက်တာ၊စားရတွေလုတ်လိုက်ရင်တော့ American ပြည်သူတွေအနေနဲ့လျှက်စစ်မီတာကကြီးမြင့်မှုကိုကြုံတွေ့ရတော့မှာဖြစ်ပါတယ်။နိုင်ငံရေးမှာ မဲပေးသူတွေကအရေးကြီးတဲ့အတွက် Trump ကပြည်သူတွေဆန္ဒကိုမလွန်ဆန်နိုင်ပါဘူး။ကနေဒါနိုင်ငံကလျှက်စစ်မီတာကရေဈေးကြီးလာရင်ပြည်သူတွေက Trump ကိုဖိအားပေးလာလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီရွှေကကိုရွှေ့လိုက်တာဖြစ်ပါတယ်။လွတ်တော်မတ်တွေကတော့ American နဲ့ကနေဒါဟာမဟာမိတ်သဘောတူစာချုပ်တွေချုပ်ဆိုထားတယ်ဆိုတာကိုသတိပေးကြပါတယ်။ကနေဒါနဲ့ကုံသွေးရေးစစ်ပွဲဖြစ်ရတာကဘယ်ဘက်အတွက်မှမကောင်းပါဘူး။ဒါပေမဲ့ Trump ကတော့ အကောက်ခွန်ဆိုတာဟာနိုင်ငံလုံခြုံရေးအတွက်အရေးကြီးတဲ့အရာဖြစ်တယ်ဆိုပြီးတော့တင်းခံနေပါဗျ။ဒါပေမဲ့ကနေဒါနိုင်ငံကတော့ Trump ပြောတာကိုသဘောမတူပါဘူး။ကနေဒါကငါတို့ရဲ့မင်းကမဟာမိတ်တွေလေ။ဒါကိုတော့မင်းတို့ကငါတို့ကိုအကောက်ခွန်လာတိုးနေတယ်။ဒါကမိတ်ဆွေဆက်ဆံရေးလားဆိုပြီးတော့ပြန်မင်းနေပါဗျ။ဒီလိုနဲ့တင်းအားတွေပြင်းထန်လာပြီးတော့မေကွန်းတွေလည်းများစွာပေါ်လာခဲ့ပါဗျ။ ။သတင်းစာတွေကတော့အမေရိကန်ဟာအမှန်တကယ်ပဲကနေဒါရဲ့လျှက်စစ်တအားကိုမှီခိုနေမှာလားဆိုတဲ့မေးခွန်းကိုမေးလာကြပါပြီ။ဒါကဖြစ်နိုင်တဲ့ချင်းချောက်မှုလားဖြီးဖြန်းယုံမဲလား။အမေရိကန်နဲ့ကနေဒါနိုင်ငံတို့ဟာစွမ်းအင်ကိစ္စနဲ့ပတ်သက်ရင်စေစုနဲ့6ခုစာလောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါဗျ။အမေရိကန်နိုင်ငံရဲ့မြောက်ပိုင်းနယ်စပ်ဒေသတွေမှာအဓိကလျက်စစ်ဖြန့်ဖြူးရေးဓာတ်ကြိုးလိုင်းတွေရှိနေပြီးတော့လောင်စာတီနဲ့ဓာတ်ငွေပို့ဆောင်ရေးပိုက်လိုင်း80လဲရှိနေပါဗျ။2021ခုနှစ်မှာဆိုရင် ကနေဒါနိုင်ငံရဲ့အမေရိကန်ကိုစွန့်ရင်တင်ပို့မှုတန်ဖိုးဟာအမေရိကန်ဒေါ်လာ112ဘီလီယံလောက်ထိရှိခဲ့ပါတယ်။အမေရိကန်နိုင်ငံကတော့25ဘီလီယံတန်ဖိုးရှိတဲ့စွန့်ရင်တွေကိုကနေဒါနိုင်ငံအတွင်း2024ခုနှစ်မှာတင်ပို့ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ရေချောင်းလောင်သာသီတင်ပို့မှုတွေရဲ့62%ရာခိုင်နှုန်းဟာကနေဒါနိုင်ငံစီကနေလာတာဖြစ်ပါတယ်။ဂျီအားပြစေတဘာဝတက်ငွေနဲ့တခြားရုပ်ကြွင်းလောင်သာတွေကိုလည်းတင်ပို့နေပါတယ်။စည်ရင်းစရာတွေရာနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုဟာ တာမန်စစ်ထက်ပို့ပြီးတော့စီးပွားရေးလုံခြုံမှုတဘာဝပတ်ဝန်းကျင်ဥသာပေးမှုစတဲ့အပိုင်းတွေမှာပါဆက်ဆက်မှုရှိနေတယ်လို့ဆိုပါတယ်။ပြည်နယ်90စလုံးဟာအမေရိကန်ကနေဒါစွမ်းအင်ကုန်သွယ်မှုကနေရလာတဲ့စွမ်းအင်တွေကိုအသုံးပြုနေရပါတယ်။ပြောကြတာကတော့ Trump ရဲ့ကနေဒါအပေါ်ကုန်သွယ်ရေးစစ်ပွဲဟာပုံကိုရင်မကင်းဘူးလို့ဆိုပါတယ်။2016ခုနှစ်မှာ Trump ဘိုင်းတိုရွန်တိုဟိုတယ်နဲ့ကွန်ဒိုမီနီယံကွန်ပလက်စ်တွေချိတ်ပိတ်ခံလိုက်ရပါတယ်။နောက်နှစ်မှာလဲ Vancouver Hotel အရှုံးပေါ်ပါတယ်။ ပြီးတော့သူဟာဆန္ဒပြတာတွေကိုလည်းခံရပါသေးတယ်။လူတွေကတော့ကနေဒါဝန်ကြီးချုပ် Trudeau နဲ့ Trump ဆက်ဆံရေးမကောင်းဘူးလို့ဆိုပါတယ်။ပြင်သစ်နိုင်ငံမှာ2019ခုနှစ်ကကျင်းပခဲ့တဲ့ Group of 7စည်းဝေးမှာ Trump ကဥရောပနိုင်ငံတွေကိုအနမ်းနဲ့နှုတ်ဆက်ခဲ့ပါတယ်။မကြာခင်မှာပဲ Trump ကကနေဒါနိုင်ငံကောင်းဆောင်တွေကိုနေဒိုးကောင်းဆောင်တွေရှိမှကြောင်းသူတော်လုပ်နေတယ်လို့ပြောခဲ့ပါတယ်။သူကကနေဒါဝန်ကြီးချုပ် Trudeau ကိုမယိုးသားပဲနဲ့အားနေတယ်လို့ဆွဆွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ကိစ္စတွေကိုတော့သူတို့နှစ်ယောက်ပဲသိကြမှာပါ နိုင်ငံရေးအရာလားပုံကိုရေးအရာလားကတော့ပြောဖို့ခက်ခဲပါတယ်ပြီးတော့ Trump ကကနေဒါကိုမဟာမိတ်တယောက်ထက်ညော့နေပြီးရှုမြင်ထားပါတယ်အဲ့ဒီအစားအမေရိကန်ကိုသွေးဆုပ်နေတဲ့ချင်းတကောင်လို့သူကမြင်နေတာပါဒီအတွက်သူဟာနိုင်ငံရေးနီးလမ်းကိုအသုံးပြုပြီးသဘောတူညီချက်တွေကိုပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်ဒါမှသာအမေရိကန်နိုင်ငံအနေနဲ့အကျိုးမျက်ရှိမယ်လို့သူကယူဆပါတယ် လက်စစ်တအားသာတကယ်ပြတ်တောက်သွားခဲ့ရင်အိမ်ချမ်းမြေဈေးနှုန်းတွေဆက်ယုံထုတ်လုပ်မှုဈေးတွေကြီးမြင့်လာမှာဖြစ်ပါတယ်အထူးသဖြင့်တော့မြောက်ပိုင်းပြည်နယ်တွေပါတခြားနည်းနဲ့ဖြည့်ဆင်းရာတွေရှိပေမဲ့ပိုဈေးကြီးပါတယ် trend ကတော့အောက်ခွန်တွင်းမြင့်လိုက်တာဟာအမေရိကန်နိုင်ငံရဲ့ကုန်ထုတ်စည်းဝါးရေးကို ပြန်လည်ရှင်သန်စေလိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်ကနေဒါနိုင်ငံကလျှက်စစ်တအားဖြတ်တောက်မယ်ဆိုတာကချင်းချောက်ဖြည့်ဖြတ်မှုတစ်ခုပဲဖြစ်နေပါသေးတယ်အချိန်ကြာလာခဲ့ရင် အမှန်တကယ်ဖြစ်လာနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ် ပို့ကုန်သွင်းကုန်တွေအတွက်ကနေဒါဟာအမေရိကန်နိုင်ငံကိုမှီခိုနေရပြီမဲ့အချိန်ကြာလာခဲ့ရင်ငါတို့ဆုံးရှုံးမှုကိုလက်ခံနိုင်တယ်ငါတို့တခြားနိုင်ငံကိုအားကိုးမယ်အ ਨੇ ဆုံးတော့ငါတို့ဂုံသိက္ခာကိုထိန်းသိမ်းရမယ်ဆိုတဲ့အတွေးတွေဝင်လာနိုင်ပါတယ်ဒါဟာ loose loose နှစ်ဖက်စလုံးဆုံးရှုံးနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်ကနေဒါကိုကောက်ခွန်တွန်းမြင့်တဲ့အမေရိကန်ဟာလျှက်စစ်မီတာကဈေးကြီးတာနဲ့နောက်ဆက်တွဲဖြစ်တွေကိုရင်ဆိုင်ရပါလိမ့်မယ် အမေရိကန်နိုင်ငံရဲ့လူထုအခြေပြုနိုင်ငံရေးစနစ်ကရိမ်းရိုင်လာပါလိမ့်မယ်။ငါတို့ဘာလို့ကနေဒါကိုအရန်တွန်းအားပေးနေရတာလဲ။ကနေဒါကဒါကိုလက်တုံပြန်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကို အမေရိကန်ပြည်သူတိုင်းတွေးနေမိကြပါပြီ။စစ်တမ်းတစ်ခုရဆိုရင်ကနေဒါကလျှက်စင်ပြီးဖြတ်တောက်လိုက်ရင်အမေရိကန်အင်ဂျီရောဟာလူထုထောက်ခံမှုကျဆင်းသွားတာနဲ့ရင်ဆိုင်ရမယ်လို့ဆိုပါတယ်။နောက်ဖြစ်နိုင်ချေတစ်ခုကတော့ကြီးမားတဲ့ကုန်သွယ်ရေးပဋိပက္ခဖြစ်မှုပဲဖြစ်ပါတယ်။ဒါအပြင် Trump စစ်ကြောင်ညာထားတဲ့အထက်မှာ ်မက္ကဆီကိုနိုင်ငံလဲပါနေပါသေးတယ်မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ကသာအမေရိကန်ကိုပြန်လဲတုံ့ပြန်လာမယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရတွေဖြစ်လာပါလိမ့်မယ်ကနေဒါရဲ့ဝက်ဖဲကတော့စွန့်ရင်ကန်တာပဲဖြစ်ပါတယ်မက္ကဆီကိုရဲ့ဝက်ဖဲကတော့လေယာထွက်ကုန်နေနဲ့မော်တော်ကားဆိုင်ရာအစိတ်ပိုင်းတွေဖြစ်ပါတယ်အဆုံးမှာတော့အမေရိကန်ဟာသူ့အိမ်နေချင်းနိုင်ငံနှစ်ခုနဲ့တင်းမာမှုတွေရှိလာမှာဖြစ်ပါတယ်ထောက်ပံ့ရေးစနစ်တွေထုတ်လို့ရေးစီးတဲ့မှုတွေဈေးနှုန်းမျှကြေတွေစတာတွေကမောက်ကမဖြစ်ကုန်ပါလိမ့်မယ် ကုံတော်ရေးစစ်ပွဲမှာလည်းအစစ်အမှန်နိုင်ရသူဆိုတာပေါ်မလာနိုင်တော့ပါဘူး။ဒါပေမဲ့ Trump ကတော့ကနေဒါနိုင်ငံကို အနိုင်ရဖို့အတွက်လွယ်ကူတယ်လို့ထင်နေပါသေးတယ်။ American ကတော့ငါတို့ဝယ်တာအတွက်ကုန်ကြစိတ်ကိုငါတို့ပေးနိုင်တယ်လို့ပြောနေပေမဲ့ဖြစ်လာမယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရပ်တွေဖြစ်လာပါလိမ့်မယ်။အမှန်တကယ်လျှက်စစ်ပြတ်တော့လာခဲ့ရင်ရင်ဆိုင်နိုင်မှာမလား။2024ခုနှစ်ထရန့်နဲ့ဖိုတိုအပြန်အလှန်ကြေညာတဲ့တွေထုတ်ခဲ့တော့ငါ နေဒါနိုင်ငံရဲ့ပြည်နယ်တွေဟာထရန့်ကိုရင်ဆိုင်ခြင်းနဲ့ဆိုရင်ဗဟိုအစိုးရရဲ့ထောက်ခံအတည်ပြုချက်ပါမှသာရမယ်ဆိုတာကိုထရန့်ကသိနေခဲ့ပါတယ်။ဖြစ်လာနိုင်ခြင်းရှိတဲ့တန်တမန်နီးဖြစ်ဖြစ်ရှင်ခြင်းယာယီမီပြတ်တောက်တာတော့အမေရိကန်လူနေအိမ်တွေဆက်ယုံတွေဟာကြီးမားတဲ့အခက်ခဲနဲ့ရင်ဆိုင်ရပါတယ်။နောက်ဆုံးဆုံးဖြတ်ချက်တွေကတော့ခေါင်းဆောင်နှစ်ယောက်ပြုတ်လုံမှာဖြစ်ပါတယ်။တကယ်လို့အိမ်ပြူတော်ကသာပျော့ပြောင်းတဲ့တန်တမန်သဘောထားကိုထုတ်မပြခဲ့ဘူးဆိုရင်ပုံသေးကွန်တုံးမြင့်ရေဟာအသက်ဝင်လာမှဖြစ်ပြီးတော့ ကနေဒါနိုင်ငံအော်တာဝါကလည်းပြန်လည်တုံ့ပြန်လာတော့မှာဖြစ်ပါတယ်။တခြားလူတွေနိုင်ငံတွေကတော့ဒီနိုင်ငံနှစ်နိုင်ငံအကြားကုန်သွယ်ရေးစပွဲကိုဝင်ရောက်ပါဝင်နိုင်ခြင်းမရှိပါဘူး။နီဂုံမက်ရှလာနှစ်ရက်နေမှာတော့ဒေါဖိုကကျုပ်တို့အဆင်သင့်ဖြစ်နေပြီလို့ပြောခဲ့ပါတယ်။မက်ရှလာသုံးရက်နေမှာတော့ထရူဒိုအစိုးရကဖြစ်နိုင်ခြေရှိတဲ့ဖြည့်ရှင်းနည်းတွေကိုဆွေးနွေးပြီးနေပြီလို့ထုတ်ပြန်ခဲ့ပါတယ်။မက်ရှလာ၄ရက်နေမှာတော့ထရမ့်ကလွှတ်တော်မှာကုန်သွယ်ကွန်တုံးပြန်ရင်ကိုထောက်ခံဆွေးနွေးခဲ့ပါတယ်။ ထိခိုက်နိုင်ခြေကအရန်နေပါတယ်။ဘာရီဖြစ်လာမယ်ဆိုတာရက်အနှဲငယ်တွင်ကျုပ်တို့တွေ့ရမှာပါလို့ပြောခဲ့ပါတယ်။ဒါကကုံတဲစစ်ပွဲတစ်ခုအဆင့်နဲ့ပဲပြီးဆုံးသွားမလား။ဒါမှမဟုတ်ဒီထက်ကျယ်ပြန့်လာနိုင်သေးလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကနေဒါနိုင်ငံကကောကုံတဲစစ်ပွဲကိုတောင့်ခံနိုင်ပါမလား။ဘလို့တုံ့ပြန်လာမှာလဲ။စလာတွေကမေးစရာတွေဖြစ်လာပါတယ်။မေးခွန်းတွေကများစွာရှိနေပြီးတော့အဖြေတွေအတွက်ကတော့ဝါရှင်တန်နဲ့အော်တာဝါတို့မှာရှိနေပါတယ်။ကြီးမားတဲ့အိန္ဒိယနှစ်နိုင်ငံ ကုံသွယ်စစ်ဆင်နွှဲနေတာကိုကြည့်လိုက်ရင်ကမ္ဘာကုံသွယ်ရေးလောကဟာဘလောက်ထိလွယ်ရှလွယ်ဖြစ်နေမလဲဆိုတာကိုသိနိုင်ပါတယ်။ကုံသွယ်ရေးစစ်မှာဘယ်ဘက်ကမှအနိုင်မရနိုင်ပါဘူး။ဒါပေမဲ့ခေါင်းဆောင်တွေကသာအကုန်ရင်းပြီးလောင်သားဆန်ဆန်ပြုတ်မှုလိုက်မယ်ဆိုရင် ဆုံးရှုံးမှုတွေကပိုကြီးထွားလာပါလိမ့်မယ်။လောလောဆယ်တော့ကနေဒါဟာပြက်စစ်ဖြတ်တောက်ဖို့ကိစ္စကိုပဲပြောရပါသေးတယ်။အမေရိကန်တနိုင်ငံလုံးအမောင်ထဲရောက်မသွားခင်အမေရိကန်တွေဘာဆက်လုပ်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုရအောင်ပါဖြစ်ပါတယ်။ပြည်သက်ကြီးရောဘလို့ထင်ပါကလေး။ ထင်မြင်ချက်လေးတွေကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ